ကျမဒီအွန်လိုင်းသုံးချိန်တီတီလုံခံထားရတာဖြစ်တဲ့အတွက်ကြောင့်ကျမဒီဘဟုသုတများစွာကြီးရဲ့ပထမဦးဆုံးလောက်တာကကျမရဲ့အမတဝင်းခွဲမအိုးဒီလိုဒီလိုလှုပ်ထားပါဗါတယ်အဲ့ဒီအတွက်ကြောင့်အမအိုးပေါ်တော့ဗာဖြစ်တယ်ဆိုသူတို့မတောင်းမှန်လို့မရအောင်လေကျမတို့ကတန်ပြန်လေဘဝပြက်မှာသူတို့ဘဝပြက်မှာသူတို့ဘဝပြက်မှာပေရင်ဟောနေတဲ့သူကိုယ်တိုင်အလင်ခံလိုက်ရတဲ့ဒီပေရင်လောကကအကြောင်းတခုပြောပြမှာ အားလုံးပဲမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ဘေးဒင်းဆီယာနဲ့ပတ်သက်တဲ့သတင်းလေးကိုဒီနေ့ကျွန်တော်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဗျာနော်ဒီဗီယိုလေးတဲ့ကသတင်းကတော့ဘေးဒင်းဆီယာဒိုင်းနဲ့မသက်ဆိုင်ဘူးဗျာနော်ဘေးဒင်းဆီယာတချို့တချို့ရဲ့အကျင့်စာရိတ္တမကောင်းတဲ့ဘေးဒင်းဆီယာတွေနဲ့ပဲသက်ဆိုင်ပါတယ်ဗျာ ဒီထက်ကအမဆိုရင်ဘေးဒင်ဆီယာကပေါ့နော်သူ့ကိုအမျိုးမျိုးချင်းချောင်းငွေညက်ပြီးတော့ငွေတော်တော်များများလဲပါသွားရှာတယ်ဗျအဲ့ဒါကြောင့်မလို့ဘေးဒင်ဆီယာတို့အောက်လန်းဆီယာတို့ဆိုရင်ပေါ့နော်တက်ကြက်တတိထားပြီးတော့ဗျဘေးဒင်ဆီယာကပေါ့နော်ဒီအမစီကဘယ်လိုမျိုးချင်းချောင်းငွေညက်လဲဆိုတာကတော့ဒီအမကိုယ်တိုင်ကြုံတွေ့ရတာမို့ဒီအမပြောတာလေးကိုကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်ကြရအောင်ဗျာနော် က်သက်တဲ့မိကုံးပေါင်းများစွာကိုကျွန်မပြန်ဖြေပေးမယ်เนาะ ကျမဒီအွန်လိုင်းသုံးချိန်တီတီလုံခံထားရတာဖြစ်တဲ့အတွက်ကြောင့်ကျမဒီဗဟုသုတအများစွာကြီးရဲ့ပထမဦးဆုံးလောက်တာကကျမရဲ့အမတဝင်းခွဲတစ်ခေါက်လောက်တယ်ကျမတို့စီးပွားရေးရင်တော့ကျမသူ့ပစ္စည်းရောင်းပေးတယ်အရန်ရောင်းကောင်းတယ်နောက်ပိုင်းကျတော့ကျမလည်းကျမတော်ရတာဖြစ်တဲ့အတွက်ကြောင့်ကျမဘာကိုကျမပြန်တန်းတယ်မနာလို့ဖြစ်ဘူးတော့ကျမကိုအိမ်အောင်ကွဲအောင်ဆိုပြီးတော့လောက်တယ်သူပြောတယ်သူလောက်ထားတဲ့တိုင်မှာကျမအိမ်အောင်ကွဲခဲ့တယ်ပြီးတော့ယူမတက်ခံစားရတယ်ပြီးတော့ညဘက်တီအိမ်မပျော်ဘူးအဲ့လိုအနောက်ကတရေတွေလိုက်တယ်လို့အိမ်မက်တင်မက်တယ်နောက်ပိုင်းကျတော့အချိန်တစ်ခုကြာလာတဲ့အခါကျတော့ဒါသူ့ဘာသာသူပြေးသွားတယ်အဲ့ဒါနော်ဒုတိယတစ်ခုကကျတော့ကျမရှင်မပစ္စည်း လုပ်တဲ့ကောင်မလေးကျမကိုလှုပ်တာ तू तू ကတော့ကျမကိုသူ့စကားအောင်ခြင်းနေပေါ့နော်သူ့စကားအောင်ခြင်းနေအဲ तू ပြောတဲ့ဟာကိုကျမလိုက်ရောပေးစီခြင်းနဲ့အမလီစီးပွားရေးမှာလည်းရှိတယ်နော်စောက်ကျရောက်တာမဟုတ်ဘဲနဲ့ကျမကိုကသူတို့ကပြောမယ်ဆိုခိုင်းဟိုပါပေါ့ ဲသူတို့စကားအောင်ချင်တာနဲ့ကျမတို့လှုပ်တာเนาะအဲ့ဒီကောက်မလေးတော့လည်းကျမတော်တော်ခံခဲ့ရတယ်အဲ့ဒီမှာတော့ time မှာတော့ကုတယ်ပေါ့เนาะတော်တော်ယူဆူဆူဝါဝါပဲဒါပေမဲ့စိတ်တက်ကြောက်ဖို့ကောင်းတယ်เนาะပြင်းပြင်းထန်ထန်တော့မဟုတ်ဘူးပေါ့เนาะအဲ့ဒီနှစ်ယောက်တုန်းကကျမအေးအေးဆေးဆေးနဲ့ပဲဟိုဆရာတော်တေချာကုစရာမလိုကျမဘာကိုကျမပဲပထန်းယူဘာယူ မေတ္တာသုံးယူငါဘာတိလာယူပြီးတော့ကောင်းမှုကုသိုလ်လုပ်ပြီးကိုကိုကိုအောင်ငါသူများလှုပ်ခန့်ထားရတယ်ဆိုတာတိတယ်အတိတတိနဲ့ထိန်းပြီးတော့ကျမရွှေတကုံတက်ပြီးတော့ပဋ္ဌာန်းကိုအဲထိတ်ထန်ယူရွတ်တယ်ပေါ့နော်အဲ့မှာသူကတူတူအချိန်ကြာလိုက်ခါကျပြည်သွားတယ်ပေါ့နော်တချို့အောက်လန်းတွေကစိတ်ကုစရာမလို့သူကတူတူအချိန်ကြာရင်ပြည်သွားမယ်တတရတခုကအကြမ်းဆုံးပဲ ကျွန်မအဲ့ညမလေးနဲ့ကျွန်မနဲ့သွားထူတာတတိယဘလို့ဘလို့လဲဆိုဆရာအတုနဲ့တွေ့တာကျွန်မကစီးပွားရေးအရန်အောင်မြင်တော့ကျွန်မရဲ့အမတယောက်ကဟဲ့တဲ့ဆရာတယောက်ရှိရဲသူကတဲ့အရန်နဲ့တော်တာတဲ့စီးပွားရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပို့ပြီးတော့အောင်မြင်သွားမယ်သူကတဲ့ ဘာသာရေးဆရာဆိုတော့ကျမဟဲ့အဲ့ဆိုဖိတ်ပေးပါလားကျမအိမ်ဟိုဆိုအဲ့နဲ့အမကဖိတ်ပြီးတော့ဖိတ်လဲဖိတ်ပြီးတော့ကျမတော့ဟာဟာသိမလားဟာဖះခန်းထဲမှာခင်းချင်းပြီးတော့ဟာပန်းမွေရာတွေဘာတွေနော်ဟာသိမလားဖះစင်ရှိမှလေသူ့ကိုလေကတော့ပြီးတော့တေးတေးချာချာအောင်လေကျမထားတာကျမပတ်စံချမ်းသာမန်းလဲတိလဲတိရောသူက तू ကအောက်လန်းဆရာကျမလုံးဝမသိဘူးနော်အဲ့ဒါကြောင့်ဘေးရင်ဆရာတွေကိုမယုံနဲ့သူတို့အောက်လန်းကင်တာလေ တတိထားကြနော်ရှင်တို့အကျိုးကြိုက်သွားလိမ့်မယ်ရှင်တို့ပတ်စံရှိတဲ့သူဆိုပိုတော့တတိထားတွေ့တဲ့ဘေးဒင်ဆရာသွားမမေ့နဲ့သူတို့အောက်လန်းအကုန်တက်တယ်ဘေးဒင်ဆရာတိုင်းရှင်တို့ရှိရပတ်စံအောင်လေကဲ့ယူလိမ့်မယ်အဲ့ဒီမှာလေကျမတို့လေသူကနောက်ပိုင်းနေတဲ့ကျလက်ကြောင်လေကျမတို့လူယုံနေသွင်းပြီးဘလို့တိုစေးလို့ဟာမျိုးတွေလေကျမတို့ရှိမှာ3900ပါသွားတယ်3900 နည်းနည်းလားကွာနော်ပါပါတူစေးမဟုတ်ဘူးเนาะဘာဖြစ်တယ်ညာဖြစ်တယ်ဒါပေမဲ့သူ့စကားတွေအောင်းတာကွာကျမကလည်းဘာဆေးတွေကျွေးလိုက်လဲမသိဘူးတိလားပြီးလဲပြီးတော့အိမ်မှာဆိုလဲအရွက်တွေရောအင်းတွေရောချပြီးတော့ကျမလက်သေးတွေစပင်းတွေယူอ่ะပြီးရင်ဘာဖြစ်လဲဆိုကျမကအလေးနေမကောင်းဖြစ်တာနေမကောင်းဖြစ်ပြီးဆိုတော့ तू က तू ပြော तू ပြောတဲ့ရေ तू တိုက်တဲ့ရေမန်းလေးတောက်လိုက်ရင်ကျမတတ်တာတော့အဲ့ရေမန်းကိုကျမကိုရောင်းတာစောက်ကြံဘလောက်ရုပ်လဲဆိုတော့လေ ောက်ပိုင်းလဲကြကြကျွန်မစိတ်ထဲမှာလည်းမတင်ကောင်း तू ကတော့ငါနေမကောင်းဖြစ်ပြီဆိုရင်ငါစာပုတ်ပုတ်နေတယ်ပေါ့ဆိုတော့အဲ့ဒါကျွန်မလည်းကျွန်မလည်းပုတ်ကိုရှိရလေအဆောင်ရှောက်ရှိတဲ့သူဖြစ်တဲ့အတွက်ကြောင့်ကျွန်မနောက်ပိုင်းကျသူ့ခက်ခွာခွာနေလိုက်တာအဲ့မှာဆက်ပြောမယ်နော်စောက်ကျင်ဘလောက်ရုပ်တဲ့ပေတဲ့ဆရာလဲဆိုရင်ကျမကလေနေမကောင်းဖြစ်ပြီဆိုသူ့ရဲ့ရေမှန်လေးတောင်းလိုက်ကျမတက်တာတော့အဲ့ချိန်မှာအော်သူ့ရေမှန်ဆွမ်းနေပေါ့ဆိုသူကရေမှန်တစ်ခါတစ်ခါပြီး30လို့30လို့ရောင်းတာတော့ကျမလေဝယ်ရတာပေါ့နော်နောက်ပိုင်းကျတော့လေ ကျမလည်းပုတ်ကူဆောင်နေသူဆိုတော့ကျမလည်းသိလာဟဲ့တခုခုတော့တခုခုပဲငါနေမကောင်းပြီဆိုဒီကောင်ကြီးရလို့ Viber နဲ့ငါ့ကိုဆာလာပို့တယ်လို့ဒီကောင်ကြီးလို့ပဲပြောတာစမကလို့ပြီးလည်းပြောပြီးလည်းပြောငါ့ကိုလည်းဟဲ့ညီမလေးတတလာပါပြောချင်းစီရပဲเนาะမတင်ကြတော့နောက်ပိုင်းကျတော့မှကျမလည်းလေဟိုခက်ခွာခွာနေလိုက်ပြီကျမဘာကိုကျမအကောင်းဆုံးစေးကူတယ်တစ်နှစ်လောက်တော့ကြာတယ်ဗောနော်တစ်နှစ်လောက်ကြာတဲ့ခါကျကျမဆရာကောင်းတမကောင်းတော့ဟာဟိုမော်လမြိုင်ဆရာကောင်းနေဆိုလည်းပြေဟာမူးတော်ကဆရာကောင်းနေဆိုလည်းပြေဘန်ဘန်ကောက်ကဆရာကောင်းနေဆိုလည်းပြေဟာချင်းမိုင်ဆရာကောင်းနေဆိုလည်းပြေအကုန်လျှောက်ပြေးရပြေးပြီးပြတာဒါပေမဲ့မတက်တာဘော ါ့နော်မတက်တာဘာကြောင့်လဲဆိုတော့ तू ကခန္ဓာကိုယ်အတွင်းထဲလဲထည့်ထားတယ်အိမ်ဒီမှာလဲထည့်ထားတယ်ပြီးတော့လက်သေးခြေသေးတွေလဲယူထားပြီးတော့ပြင်းပြင်းထန်ထန်ထိထိရောက်ရောက်ကိုလှုပ်ထားတာပေါ့နော်ဟိုဓာတ်ပုံတွေပါရင်းနဲ့လှုပ်တာကြတော့အဲ့လောက်မထိရောက်ဘူးပေါ့နော် တီတီယာယာလောက်ထားရတဲ့အတွက်ကြောင့်တောင်တောင်တောင်မပြည့်ဘူးဖြစ်နေတယ်။တချို့တွေကမင်းအင်ပထန်းရွတ်တဲ့၊ဘုရားစာရွတ်တဲ့အောင်လန်းလုံးလို့မရအောင်လဲရရရှင်ရရရှင်ဖုန်ကြီးတော်လုံးလို့ရတယ်။ရှင်တို့လူမပြောနဲ့နေစဉ်နော်တီလာစောင့်တည်နေတဲ့ဖုန်ကြီးရဟန်းနေတော့အောင်လန်းလုံးလို့ရတယ်ဘယ်လိုချိန်လုံးလို့ရလဲဆိုကန်နေတဲ့ချိန်လုံးလို့ရတယ်။ကျမအဲ့တုန်းကဂျိုစည်းဂျုံနေနေနေတဲ့ချိန်မှာ तू ကလှုပ်ချလိုက်တာရှင်။နော်အဲ့လိုချိန်မျိုးဆိုလုံးလို့ရတယ်။နောက်ပိုင်းကျလဲကျကျမကျမအဲ့ဒါကိုကုလိုက်တော့ပျောက်သွားတဲ့ချိန်မှာလေ तू လှုပ်တယ်ဆိုတာလေ तू ကိုယ်တိုင်ဝန်ခံတာ။ သူကိုယ်တိုင်မို့သူတပည့်ဆိုတဲ့လူကဝန်ခံတယ်အမကိုဒီလိုဒီလိုလှုပ်ထားပါတယ်အဲ့ဒီအတွက်ကြောင့်အမကိုပေါ်တော့ဗာပြတ်တယ်သူတို့မတောင်းမှန်လို့မရအောင်လေကျမတို့ကတံပြန်လေဘဝပြက်မှာသူတို့ဘဝပြက်မှာသူတို့ဘဝပြက်မှာငလင်နဲ့တော့အခုတေလားရှင့်လားတော့မသိဘူးဘဝပြက်မှာကျမတို့ကတံပြန်မယ်နော်အဲ့တော့ကျမကျမကိုစိတ်ကူပေးတယ်ဖုန်းဖုန်းကပြောရဲတက္ကမဘယ်လိုလှုပ်ချင်လဲ ကိုကတော့ခွင့်လွှတ်ပေးလိုက်ဖုံဖုံရတယ်တပိတော့ပြောက်ဝိုင်းပြီးတော့သူတို့တပိတော့တပိတော့လှုပ်ထားတဲ့ဟာသူတို့ကိုပဲပြန်ပေးလိုက်တယ်အဲ့လိုမျိုးပေါ့နော်အခုရှိလားမရှိလားလို့တော့မသိဘူးဒါပေမဲ့သူတို့တပည့်တွေပဲကျမကိုပြန်ဖော်တာအမအကသူကအောက်လန်းနဲ့ဘလူဘလူလှုပ်ထားတာပါဘာဘလူ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 ပါဆိုကျမကိုကြိုးကင်လို့မရတော့ဘူးเนาะကျမကိုကြိုးကင်လို့မရတော့ တော်တော်စောင့်ကြည့်ရောက်တာပါရှင်အဲ့တော့ဘီဒင်းဆရာတွေကိုရှင်တို့တရားရခိုင်တော့မယုံပါနဲ့မဟာဘုတ်ကြီးတို့ကတော့တွတ်တာတော့ချက်တာတော့ဆိုယုံမတာတော့တို့ပါတော့ဆိုယုံမအကြမ်းမြင်ဆိုရင်တော်တော်စဉ်းစားပါဘာကြောင့်လဲဆိုအကြမ်းမြင်နေနံပါတ်နံပါတ်1တရေမွေးတာတော့အောက်လန်းနဲ့ရောပြီးကင်တာတော့အကြမ်းမြင်ဆရာကြီးတော်တော်များများလောက်တတ်တယ်အဲ့တော့ဟိုပေါ့ ရှင်တို့ဝင်ပြီးစီးပွားရေးတဲ့အဆင်မပြေအောင်တို့ကလှုပ်လိုက်ရှင်တို့ကတို့ရှိသွားရေရာလေးတောင်းလိုက်ပြီးစီးပွားရေးကိုတို့ကပြန်ဖွင့်ပေးလိုက်ပြီးတော့ရှင်တို့အဲကတ်စတမာမလာဘူးဆိုရှင်တို့စီးပွားရေးလေးတွေပြန်ပိတ်လိုက်အဲ့လိုလှုပ်လိုက်မှာဘာကြောင့်လဲဆိုတော့ဒါမမြင်ရတဲ့ပညာရဲ့ဒီအားလုံးကတို့ကတတ်တယ်ရှင်အဲ့တော့တွေ့တဲ့ building ဆရာမမေးပါနဲ့တွေ့တဲ့ဟိုမမေးပါနဲ့ရှင်တို့ရဲ့ပတ်စံကိုလေတို့ကလေတို့ရဲ့ပညာတွေနဲ့လိန်ယူသွားလိုက်မယ်ဒါကျမပေါ်မှာ3900အလိန်ခံရတဲ့ ဘူးတူတာလေးဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ကြည်ပါဦးနော်3900ဆိုတဲ့အင်အားနဲလားဗျာနော်မိမသားတယောက်တည်းနော်ရှားဖွေစုဆောင်းရတာဒါပတ်စံရှိလို့တော်သေးတယ်ဗျာတာမန်လူလက်လုံလက်စားဆိုရင်နော်ဘဝပါပြတ်သွားနိုင်တယ်ကြည့်နေကျွန်တော်ရဲ့တငယ်ချင်းနေလေနော်ဘေးဒင်ဆိုရင်အကြအမြင်ဆိုရင်လုံးဝတတိထားဗျာနော်နေရာကျတော့ဘေးဒင်ဟောမှာမဟုတ်ဘူးဘေးဒင်ဟောနေတဲ့သူကိုယ်တိုင်အလင်ခံလိုက်ရတဲ့ဒီဘေးဒင်လောကကအကြောင်းတခုပြောပြမှာကျော် ဘလို့ဖြစ်တာလဲဆိုတော့ပြီးခဲ့တဲ့လပိုင်းလောက်တုန်းကကျမတို့အိမ်မှာပြဿနာကြီးကြီးမားမားတခုဖြစ်သွားခဲ့တယ်။အဲ့ဒီပြဿနာကတော်တော်လေးကိုကြီးတယ်။ကျမဘုရားတခုလုံးနဲ့တောင်မှပဲတက်ဆိုင်နေလို့ပြောလို့ရတယ်။ဆိုတော့ဒီလောက်ကြီးမားတဲ့ကိစ္စကြီးတခုကိုကျမကိုယ်ရင်ရောဟောတက်နေတာကိုယ်ရင်ဘီးလေးမကြည့်ကြည့်ဘူးလားဆိုတော့ကြည့်တာပေါ့ဘယ်နေလိမ့်မလဲကိုကိုယ်တိုင်းဘီးလေးနေကြည့်တယ်ရရရလေးခြေတယ်အစွမ်းကုန်ကြိုးစားတယ်ဒါပေမဲ့မရဘူးဒီကိစ္စအတိလို့ဖြစ်ကုန်ဖြစ်မှာဆိုတဲ့အကြောင်းဒီတလနှစ်လအတော်အတွင်းထဲမှာမှ ဒီကိစ္စအောင်အဆင်ပြေအောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်ဒါကမရတော့ဘူးလက်လျှော့ရတော့မယ်ဆိုတဲ့အကြောင်းသိထားပြီးသားကျော်ဘာဖြစ်လို့အခြားတပီစီမှာအဖြစ်သွားတာလဲကိုရိုင်းလဲလောက်တဲ့ရတာနဲ့ဘာလို့သူများစီမှာလိုက်မေးပြီးလိုက်အပ်တာလဲဆိုတော့ကိုကုတ်ကိုမယုံလို့လားမဟုတ်ဘူးလို့ဒီလိုအချိန်မှာကျတော့အရန်ကုကဲရမဲ့နေပြီကျမဘာလို့လို့လို့ရမယ်မသိတော့ဘူးကိုကုတ်ကိုလဲလောက်တယ်အခြားသူစီမှာလဲအပ်တယ် ကိစ္စတစ်ခုဖြစ်လာတဲ့အခါမှာကျတို့ဟိုဘယ်လိုပြောပြရမလဲကြိုးကြိုးစားလေးတမြင်ပေါ့နော်လမ်းစားလေးတစ်ခုများရမလားဆိုတဲ့စိတ်နဲ့ပေါ့တောက်တောက်လေးကုန်လိုက်တဲ့ပတ်စံအဲ့ဒီတဲကမှအကျန်းစားတစ်ခုပြောပြမှာဒီနေ့ကတော်တော်ကျန်းတယ်ဘယ်လောက်ထိကျန်းလဲဆိုတော့ကျမဆက်ဆက်မေးလိုက်တယ်သူ့ကောင်ကအတိတ်ညွန်ပေးလို့ကျမကသူ့စီဖုန်းဆက်ဖြစ်သွားတာလူကိုယ်တိုင်းတော့သွားမမေ့ဘူးနေရာကလမ်းတယ်ဖုန်းဆက်မေးရဲသူကနေဘက်ကပဲဆုံးဟောကပါညာဘာမှမပါသေးဘူးတုံးသိမ့်ခွဲတောင်းတယ် စိတ်ချအဆင်ပြေစီရမယ်ဆယ်ရက်အတွင်းထူးစီရမယ်မထူးရင်ငွေပြည့်ပြည့်အမ်းမယ်သူကအဲ့လိုပြောခဲ့တာဆိုတော့ကျမတို့ကအက်လိုက်တယ်โอเคငွေအမ်းလားမအမ်းလားအတားတာအရင်အဆင်ပြေပါစေရောအဆင်ပြေတာနဲ့ထက်ကတော့မယ်ဆိုတော့ကျမပြောပြတာ15ရက်ကြာသွားတယ်ဘာမှမထူးချိန်လေးကပိုပြီးတော့ပဲဆိုးလာတယ်ဒီကြားလေး15ရက်လုံးလုံးမှာကျမတို့သူစီဖုန်းလုံးဝမဆက်ခဲ့ဘူးအเจ้าရင်းကသူနောက်ရက်ဖြစ်မှာဆိုလို့ကိုကိုတိုင်းလည်းလိုပဲကိုစီကနာဖုန်းဆက်မကြိုက်ဘူးဆိုတော့သူလည်းဒီလိုပဲဖြစ်မှာပဲဆိုတော့စိတ်တစ်ခုနဲ့မဆက်ခဲ့ဘူး အာသူ့ဘက်ကကျတော့ဘယ်လိုမျိုးလဲဆိုတော့သူရေရီယာလောက်ပြီးပြီဆိုတော့အကြောင်းအစီရင်လောက်ပြီးပြီဆိုတော့အကြောင်းစသဖြင့်မသူဘယ်လိုရေရီယာတွေလောက်ထားတယ်ဘာတွေတော့သူ့ဘက်ကစူးစမ်းပေးထားတယ်ဆိုတော့အကြောင်းအရာတစ်ခုကိုကျမတို့ကိုတက်တည်တစ်ခုအနေနဲ့ဖြစ်ဖြစ်သို့မဟုတ်ဟိုကျမတို့ရဲ့ယုံကြည်မှုတစ်ခုအနေနဲ့ဖြစ်ဖြစ်ဘာမှသူ့ဘက်ကပို့မလာအောင်ဖုန်းဆက်ခြင်းမရှိဘူးအကျိုးအကြောင်းပြောပြခြင်းမရှိဘူး။ဘာရင်လောက်ထားရဲဆိုတော့ပုံနဲ့တကွာချပြခြင်းလည်းမရှိဘူး။ဘာဆိုဘာမှမရှိဘူး။ကျမတို့ဘာမဆိုင်သူလည်းဖုန်းမဆက်ဘူး။ တန်ငါရဲ့ကြာတော့သူ့စီကိုကျွန်မတို့ဖုန်းဆက်လိုက်တဲ့အချိန်မှာသူကဘာပြောလဲဆိုတော့ဒီကိစ္စကကြီးရယ်ပဲမရဘူးလေဒီကြောင့်လည်းလုံးဝလုတ်ပြီးလို့မဖြစ်နိုင်ဘူးလေနောက်တစ်ပတ်စံထပ်လွှဲရမယ်လေတုံသိမ့်ခွဲဘလာဘလာပေါ့မစားတဲ့ဖြစ်မှထပ်ပြောပြီးထပ်တောင်းတယ်အဲ့ဒါကျွန်မတို့ဒုတိယအချိန်မှာထပ်လွှဲပေးလိုက်သေးတယ်ယုံကြည်မှုနဲ့စိတ်ညှက်ထားမယ်သူလည်းစိတ်ညှက်ထားယုံကြည်တာအဆင်ပြေလိုက်မယ်ကိုကြည့်ပြီးပြီနော်ကိုကကိုတာရော့ကတ်တွေဆွဲပြီးသွားပြီးအဆင်မပြေဘူးဆိုတာသိနေပြီဒါပေမဲ့ဘယ်လိုပြောရမလဲကိုအတွက်အရန်ကိုကြီးမားတဲ့ကိစ္စတစ်ခုဖြစ်နေတော့ ပတ်စံလေးလည်းမမြင်နိုင်တော့ဘူးအဆင်များပြည်မလားဆိုတဲ့စိတ်နဲ့လိန်နေမှန်းသိနေတော့နောက်တဲ့စိတ်တစ်ဖက်ကနေပြီးတော့ရောက်လောက်မှာပါလေဆိုပြီးတော့ထပ်အပ်တယ်ထပ်လွဲတယ်ထပ်ပြီးဘာမှမထူလားနောက်ဆုံးကျမတို့သူနဲ့ဆက်သွဲဖြတ်လိုက်တယ်သူ့စီမှာလည်းထပ်မအပ်တော့ဘူးဒီကိစ္စကလည်းတကယ်လည်းမအောင်မြင်သွားခဲ့ဘူးကိုရန်စ조사ခဲ့ပြီးမှမအောင်မြင်ခဲ့ဘူးဆာမလောက်ခင်ကတည်းကဒါကမှမအောင်မြင်ဘူးဆိုတာသိပြီးသား ဒါပေမဲ့ရမလားဆိုတဲ့စိတ်နဲ့လုပ်ခဲ့တာပေါ့နော်ဆိုတော့ကံကလည်းတအားကြီးမပေးနေတဲ့အချိန်ဖြစ်ပြီးတော့မှဒီလိုဖြစ်ကိုဖြစ်မဲ့ကံကကျမရဲ့ဘဝမှာရှိလာခဲ့ပြီသားဆိုတော့ကျမဘာမှလုပ်မနိုင်ခင်ဘူးကျမကနီးစက်ရရောဝေးရတူရောအကုန်လိုက်ပြီးတော့ကျမကောင်းလို့ရရအကုန်လိုက်လုပ်တယ်ဇက်တိုက်မလုပ်ဘူးဇက်တိုက်လုပ်ရင်မကောင်းပါဆိုလို့တခုတခုကျမလိုက်မေးပြီးလုပ်တယ်စင်မပြေအများစုကတော့ရမယ်လို့ဟောခဲ့ကြရတာကြီးပဲဒါပေမဲ့မရခဲ့ဘူးဘိုင်ဘလူကွဲလွဲသွားလဲတော့ကျမမပြောတတ်ဘူးဒါပေမဲ့ကျမကိုယ်တိုင်ကြည့်တဲ့ ခရေကကျွန်မသိပြီးသားမရအောင်စားဒါပေမဲ့ကိုကိစ္စကိုဖြစ်နေရော personality ပါနေမဟုတ်တော့ပါငါကြည့်ရမားတာပဲနေမှာပါငါငါမမှန်တော့ပါဘူးကိုကိုကိုအလိုတွေတွေးခဲ့ဒီလိုတွေပေါ့ဆိုတော့အဲ့လိုပဲဖြစ်သွားခဲ့ဆိုတော့ရှင်တော့ကိုကျွန်မဒီနေရာကနေချန်ပေးချင်တာကစိတ်လောနေတဲ့အချိန်မှာရရရတွေအကုန်စုမလုံးနဲ့ကိုမလုတ်ခင်မှာဒီလုတ်ပေးမဲ့သူရဲ့ wall တွေကိုဝင်ကြည့်သူရဲ့အအကြောင်းကိုစုံစမ်းတကယ်လုတ်ပေးရသူလားတကယ်အစီအပြေရသူလားဆိုတာကိုစုံစမ်း ဘယ်ရေရမဆိုကောင်းလာရောဆိုးလာရောအဆင်ပြေတာမပြေတာရောရှိမယ်ဆိုတာတော့အကုန်လုံးသိပြီးသားပဲအကုန်လုံးလက်လက်ခံလာပြီးသားပဲဒါကမှတကုတ်ရှိတာကကို့တကယ်လုပ်ပေးမဲ့သူလားဒါမှမဟုတ်ဒီလူကအပလာလားတကယ်မလုပ်ပေးမဲ့နဲ့ရှူနေရလားကို့ပစံကိုညာယူနေရလားဒါတော့တိကျဆုံးစမ်း ဆိုတော့ဒီလောက်ပါပဲဒါလေးပြောပြချင်လို့ပါဒါဆိုရင်တော့အပြင်လူလိန်ခံရတာမဟုတ်ပြန်တော့ဘေးဒင်းဆရာတယောက်ကဘေးဒင်းဆရာတယောက်စီမှာသွားမေးရင်းနဲ့ရရချင်းင်းနဲ့အလိန်ခံရတာဒါရိုးရိုးတန်တန်တွေးမဲ့ဆိုရင်ဒါထုထုချာချာဖြစ်စင်လို့တောင်ပြောလို့ရတယ်ဗျကြီးနေကျွန်တော်တဲ့ငယ်ချင်းနေလဲနော်ဘေးဒင်းမေးမဲ့ဆိုရင်ဒီအချားအမြင်နေပါတယ်မေးမဲ့ဆိုရင်တတိထားကြဗျနော်ပထမတယောက်အမလိုမျိုးဖြစ်သွားမယ်ဗျနော်ပတ်စံ3900တောင်ကုန်သွားတာနေတာမဟုတ်ဘူးနော် ကဲကျွန်တော်ဒီနေ့တင်ဆက်ပေးလိုက်တဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပြီเนาะတငယ်ချင်းတို့ပြောချင်တဲ့အကြောင်းအရာလေးတွေရှိရင်လည်းကျွန်တော်အောက်မှာ comment လေးရေးပြထားခဲ့လို့ရပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပြီเนาะနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လဲဆုံတွေ့ကြပါအောင်မယ်ဗျာเนาะ